အသက်30ဝန်းကျင်ပဲခူးတူမဆူဆူဟာလွန်ခဲ့တဲ့ဆန်းနှစ်ကတရုတ်မယားဖြစ်ရောင်းစားခံလိုက်ရပြီးတော့သမီးတယောက်မွေးခဲ့ရပါတယ်။အခုတော့တရုတ်ပြည်မှာတရားမဝင်နေထိုင်မှုနဲ့အချုပ်သုံးလိုက်ကြပြီးတော့မြန်မာပြည်ကိုပြန်ပို့ခံလိုက်ရတဲ့လူဖြစ်ပါတယ်။သူက2015ခုနှစ်ကမင်းမျိုးကစားတောက်ဆိုင်ဒီဇိုင်းမှာအလုံလုံနေရမျိုးသားတယောက်နဲ့ရင်ခံပြီးတော့လက်ထပ်ပေါင်းတင်လိုက်ပါတယ်။လက်ထပ်ပြီးမကြခင်မှာပဲသူခင်ပွန်ကသူ့မိရှိတဲ့တရုတ်နိုင်ငံရွှေလီမြို့ကိုအလုံလုံဖို့ခေါ်သွားပြီးတော့ ကိုထားခဲ့ရကနေရောက်ခမကတယောက်တယောက်စီမှာရောင်းစားလိုက်တာပါအမေကရဲ့အမေကပေါ့သူကလည်း ATP ပေါ်မှာအဲနေတာပေါ့ ကိုကနေပြီးတော့ဟိုမှာအလုပ်လိုက်တော့ကိုပြောတယ်ပြောတဲ့ချိန်ကျတော့ကိုကလည်းသူတို့စကားကိုယုံပြီးတော့အဲဒီရွှေလီဘက်ကိုလိုက်သွားတယ်လိုက်သွားတော့ရွှေလီရောက်တဲ့ခါကျတော့အော်သူကသူ့သားနဲ့အမနဲ့ကိုနေရာလုံးကိုတရုတ်ဘက်အလုပ်လိုက်တော့ပေါ့သူကသူ့သားကိုအရင်အိမ်ပြန်ပြီးတော့မှတ်ပုံမျိုးပြန်လောက်ခိုင်းမယ်တဲ့ဆိုပြီးတော့ပြောတယ်ပြန်လောက်ခိုင်းပြီးရောမှပြန်လိုက်လာပေါ့သူ့သားနဲ့အမကိုပြစ်ထားခဲ့ပြီးပြန်သွားတယ်ခင်မုံပြန်လာမှာကိုရောက်ခမစီမှာစောင့်နေရတဲ့အချိန်မှာပဲသူ့ရောက်ခမက ခါနာမြင်းနဲ့ရှင်းဟောင်းခရိုင်ဟွဲပင်မျိုးကတယောက်တယောက်စီမှာမရာဖြစ်ရောင်းစားလိုက်တာပါ။အမီးရဲ့ဘုန်းဆောင်စားမယ်တဲ့။တွမ်းချိန်ကတော့ကို့ပြင်ပြီးရဆန်းလာပပလေးပြင်ပေးထားတယ်။နောက်မှလေးပြင်ပေးထားတဲ့ခါကျတော့အစကတော့မြေးမိဘူးပေါ့။ကို့စိတ်ထဲမှာတွေးရ။ခမင်းစားရုံတက်တက်ပဲပေါ့။အဲ့လိုအလောက်ကြီးကို့ပြင်ပေးထားတာလေ ါမှအဲ့မှာတင်းကျင်လာတယ်နားမလဲနောက်ပိုင်းကျတော့သူကလည်းသူအလိုလိုရိမ့်မိလာတယ်တယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်ဘူးဘာပဲမယ်အများကြီးဆိုတော့ဒီအဲ့လိုတနေ့တနေ့နေ့တိုင်းနေ့တိုင်းအဲ့လိုပဲဆိုတော့ကျတော့ကိုယ်လည်းရိမ့်မိလာတယ်အဲ့လိုကနေမှတဖြည်းဖြည်းစပြီးလာကိုဒီလိုဒီလိုလုပ်တယ်တယုတ်မယားဖြင့်ပေါင်းသိနေရတဲ့ကာလမှာလည်းအဲ့ဒီတယုတ်ကမကြာခဏရိုက်တာနှက်တာတွေလည်းခါရပါတယ်။အဲ့ဒီကြားထဲမှာပဲသမီးလေးတယောက်ကိုမွေးပေးခဲ့ရပါတယ်။ ။ဟိုကရောစားခံနိုင်ရောဒီစိတ်ကြောင့်မလို့ချင်ဘူးတကယ်လို့လေ။ဒါမှလည်းဘယ်လိုပြောရမလဲ။ရွေးချယ်ရလမ်းမရှိတော့ဘူးလေကိုယ်အတွက်ကလေအဲ့တော့သူကလည်းနေရရင်အဲ့လိုအမြဲယူပြောတာပေါ့သူကတော့ကလေးလိုချင်နေပါလိမ့်ကြပြောရဲအဲ့တော့အဲ့ကလေးမရခင်တော့ဆိုလို့ရှိရင်အမြဲရံဖြစ်လို့ရှိလို့ရှိရင်အဲ့လက်တွေပါလေလက်ပါရဲအဲ့လိုမျိုးသူကလက်ပါတာရှိရဲအဲ့လိုပြောရဲဆဲရဲအဲ့လိုမျိုးလည်းရှိတယ်အဲ့တော့နောက်ပိုင်းကလေးရပြီးတော့သူအဲ့လိုမျိုးရှိတော့ပေါ့ ဟိုရောက်ပြီးတစ်နှစ်နီးပါးလောက်ကြာတော့မှခလေးရခဲ့တာပေါ့မဆူဆူရဲ့သမီးလေးရှင်းတဲ့အရွယ်မှာတော့တရားမဝင်နေတယ်လို့ရဲကိုအတိုင်းခံရပြီးတော့ဖမ်းခံရပါတော့တယ်။ဟိုကဟိုမနေတာကျတော့သွားလုံးဝလည်းပါထောက်ထားမှမရှိဘူး။ဟိုမှာကိုကခိုးနေတဲ့ခါကျတော့အဲ့လိုမျိုးဟိုတိုင်နေလို့ရှိလို့ပေါ့။တိုင်နေလို့ရှိတဲ့ခါကျတော့သူရဲတွေကတိုင်နေခါကျရင်သူဖမ်းတယ်။အဲ့လိုကအလုံးလုံးနေတာအပြင်မှာလှုပ်ထွက်လို့နေတာ။အလုံးမှာလာခေါ်တယ်။ သူကတော့ဖမ်းနေလို့တော့ဓာတ်ရိုက်တော့မပြောဘူးပေါ့မိကရှိလို့ခဏလိုက်ခဲ့ပေါ့အချောက်ထဲမှာ3လကျော်နေခဲ့ရပြီးတော့မြန်မာတန်ယုံဘက်ကပြန်လက်ခံစားရောက်တဲ့အခါမှာသူအပါဝင်တခြားရောင်စားခံရတဲ့အမျိုးသမီး29ယောက်ပြန်ပို့ခံရတယ်လို့ပြောပြပါဗျ။ပြန်ပို့ခံရတဲ့လူတွေထဲမှာအကူဝန်ဆောင်အမျိုးသမီး2ယောက်ပါလာတာကိုမဆုစုတတိထားမိခဲ့ပါဗျ။စစ်တပ်အနာသိမ်းလိုက်တဲ့နောက်ပိုင်းမှာအခုလိုဖြစ်ရတယ်ပုံများလာတယ်လို့ လူကောင်ကူခါရလူများကူညီစောက်ရှောက်ရေးဖွဲ့ကအမည်မဖော်လိုတဲ့တာဝန်ရှိလူတယောက်ကပြောပြပါဗယ်လူကောင်ခါရလေသူတို့မိငယ်လေးတို့မတော့အတူညာဆိုရင်ခိုင်မကွေးကွန်ဖလစ်အေရီးယားရနေပြီးတော့သူတို့အနေနဲ့ကဒီစီးပွားရေးတည်းတော့သူတို့နေနေတော့အလုပ်လုပ်ဖြစ်ကြတယ်။ပုံမှန်လမ်းကြောင်းကနေသွားဖို့ဆိုလို့ရှိရင် passport လောက်ကအစားအယံတကယ်။ဘာလို့လဲဆိုလို့ရှိရင် conflict area တွေမှာရှိရဥမာဆိုပါဆို as state to နောက်တော့ရှင်မြင်းသားငားမြင်းသားတွေက passport လုပ်လို့မရဘူးမရတဲ့အခါကျတော့သူတို့ကပုံမှန်လမ်းကြောင်းတွေရွေးချယ်လို့မရဘူးမရတဲ့အခါကျတော့ပုံမှန်မဟုတ်တော့လမ်းကြောင်းကိုပို့ပြီးရွေးချယ်ကြတယ်အဲ့ဒီဟာလည်းပဲပုံမှန်မဟုတ်တော့လမ်းကြောင်းကိုရွေးချယ်ခြင်းအဖြစ်လူကုန်ကူးခံရမယ်ဖို့အတွက်ကပို့ပြီးတော့ရှာခိုင်နှုန်းတွေညစ်တက်လာတယ်မြန်မာနိုင်ငံဟာလူကောင်ကူးမှုတိုက်ဖြတ်ရေးမှာပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အဆိုးဝါးဆုံးနိုင်ငံအဆင့်3နေရာမှာဆက်ရှိနေကြောင်း အမေရိကန်နိုင်ငံကြားရေးဝန်ကြီးဌာနရဲ့ဂျွန်လ24ရက်နေ့ကထုတ်ပြန်တဲ့2014ခုနှစ်လူကုန်ကူးမှုဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။မဆူဆူကတော့လက်ရှိအချိန်မှာဝန်ရဲအတွက်ရရအလုပ်တစ်ခုလုပ်ရင်းတရုတ်ပြည်မှာထားခဲ့ရတဲ့သမီးငယ်နဲ့ပြန်တွေ့ရမယ့်ရက်ကိုမျှော်လင့်နေပါတော့တယ်။